ချက်ချက်တော့လေကနူးနေတာပဲချက်ချက်ဖဲ့လိုက်တယ်နဲ့ပါလာတယ်လားမကြည့်နည်းနည်းကြည့်မယ်နော်ချက်ချက်တော့ပါဇက်ထဲရောက်ပါပျော်ပါရောရန်စင်ပြေဒါတော့ချက်ပေါင်းပါရှင်ချက်ပေါင်းကိုချင်ဆက်လေးပေါင်ကြီးကြီးတစ်ပေါင်ပါတယ်အောင်ဆိုရင်တော့မကုန်ဘူးပေါ့နော်မွေးနေရပဲဒါဝက်ကချင်ချက်ပါရှင်ใช่ไหมชิ้นๆเส้นๆเลยผิดเลย အီပြေွားပဲလုံးဝအမအရန်ကောင်းတာရောဘောပြင်ချက်အရသာလေအရန်ကောင်းတယ်ဟုတ်ညီမလေးအကားလည်းအရန်နူးတယ်အောင်ကြည့်ရလေဒီဆိုင်လေးကလေအဓိကလေကျမရေအတွက်ညီညွတ်တဲ့အစားအစာတွေရောင်းနေတော့တော့မြင်တယ်ပေါ့နော်အင်းကောင်းလိုက်တာအိုင်မင်္ဂလာပါရှင်။ကျမတို့ရွှေစုံက budget ဆိုင်ရည်လည်းဖြစ်တယ်။စားလို့လည်းကောင်းတယ်ဆိုလို့ဒီနောက်မှ အာစတူဒီယိုသွားရင်းနဲ့လေတန်းစုံဝင်လာစားကြည့်ရပါတော့။အမကြီးကအမလည်းကချင်ပဲထင်တယ်။ဟုတ်ဟုတ်ကချင်ပဲ။အော်လည်းကချင်ပဲ။တရားဝန်တာရတော့ဝန်တာပါညီမလေး။တရားဝန်တာ။အော်လည်းလက်ထော်။အော်လက်ထော်အန်တန်ရောဂရမ်မျိုးရဲလို့ရ။ဟုတ်။အမဆိုင်မှာပါရရလဲ။ဟောဆိုင်မှာပါရရလဲဆိုတော့ချက်ချက်တော့မာလာချက်ချက်တော့တော့ ကျက်ပေါင်ပေါင်ကျက်ဝက်ကချင်ချက်ရှမ်းခေါက်ဆွဲမာလာဟင်းအဲကျက်ပေါင်ချင်ခံဆက်ပေါ့သူအဲ့ဒါလေးလည်းအကုန်ရတယ်ပေါ့နော်ဘလောက်ကြာပြီလဲဆိုင်ဖွင့်တာဟောဆိုင်ဖွင့်တာဆိုရင်တော့၄-၅နှစ်လောက်တော့ရှိပြီပေါ့ဟုတ်လားဟုတ်တယ်ဒီညမှာပဲလားဒီညမှာလေးပဲဖွင့်နေဟုတ်တယ်ဟုတ်ဟုတ်နာမည်လေးလဲစမ်းတယ်ပေါ့နော်ကချင်နေဖွင့်တာပဲနာမည်လေးကနည်းနည်း မြန်မာနာမည်လိုပဲเนาะရွှေစုံကဘလို့ဘလို့စိတ်ကူနဲ့ပေးလိုက်တာလဲ။ဘလို့စိတ်ကူလဲနဲ့လဲဆိုတော့ဟိုရွှေစုံဆိုတော့လေအမျိုးတွေလဲစုံစုံလေးလေးနဲ့အလုပ်လုပ်ရတယ်ဆိုတော့เนาะအဲ့လိုမျိုးပေါ့เนาะရှင်းရှင်းပြပြလေးနဲ့ပေါ့เนาะအမျိုးတွေစုံစုံညီညီအလုပ်လုပ်ရတဲ့ကြောင့်မလို့ရွှေစုံဆိုမှပေးလိုက်တာ။ဟုတ်ဟုတ်ဆိုတော့တရက်ကိုပွဲရီဘလောက်လောက်ရောင်းရလဲ။ပွဲရီဘလောက်ဆိုတော့ဟောညီမတို့ကလေဟိုတရက်ကိုဆိုတော့အချိန်တော့15ပိတ်သာလောက်တော့ကုန်တယ်ရှမ်းခေါက်ဆွဲပေါ့เนาะဆန်စီကတော့9ပိတ်သာရဲ့အထက်မှာလောက်တော့ရှိတာပေါ့ဟုတ်ဆန်စီကတော့ဟုတ်ကဲ့အချိန်20ကျော်လောက်တော့ညီမတို့ လောက်ရတယ်ပေါ့နော်အဲ့လိုမျိုးလေးပေါ့အချိန်20ကျော်တော့ရောင်းရပါတယ်ဟုတ်ကဲ့ဟိုကြက်ကချင်ချက်ဝက်ကချင်ချက်တွေရောမှာဩကြက်ကချင်ချက်ဝက်ကချင်တွေကြတော့ तू ကတော့ဟိုဟာတရက်ကိုကျွန်တော်တို့ကတော့၃ဘိတ်တန်နဲ့၅ဘိတ်တန်ကြားမှာရောင်းတယ်မွေးနေရပဲဒါဝက်ကချင်ချက်ပါရှင်ဒါမှလာရင်အတွက်သူကတခါလေးမှပူပူနွေ့နွေ့လေးလောက်ပြောတကယ်တော့ရှန်ခောက်ဆွဲတွေပါတွေကလေမှလာရင်ကပူပူနွေ့နွေ့စားမှကောင်းတာနော်ဒီလို တော့ဒါကတော့ချက်ချောင်းပါလားအထက်ပုံမှန်လေးပဲလုပ်ပေးပါရှင်ဟုတ်ခုဆိုရင်တော့အောင်တော့မှာထားတယ်ဒါချက်ချောင်းပါလားဗောနော်ချက်ချောင်းကြီးကနူးနေတာပဲချက်ချောင်းဖဲ့လိုက်တယ်နဲ့ပါလာတယ်လားမကြည့်နည်းနည်းကြည့်မယ်နော်ကျေးဇူးအောင်ပါကြက်ထဲရောက်ပါပျော်ပါရောရမ်းစင်ပြေဟာ sweet food စားရမယ်မယ်ရုံမပြည့်ဘူးကွာဘာလို့လဲဆိုတော့ကျေးဇူးအောင်အရန်နူးလို့ရတာတော့အရန်ကောင်းပါတယ် သီးအရွက်တွေလည်းအဆုံးပါပါတယ်ငုံဦးလည်းပါပါတယ်ထားကြပါအောင်ရှင်ကြာတော့ချက်ပေါင်းပါရှင်ချက်ပေါင်းကိုခြင်ဆက်လေးပေါင်ကြီးကြီးတစ်ပေါင်ပါတယ်အောင်ဆိုရင်တော့မကုန်ဘူးပေါ့နော်ပုံမှန်ဆိုရင်တော့ကုန်ကြမှာပါချက်စုပ်ပြုတ်လေးနည်းနည်းကြည့်ချင်တယ်အောင်ခြင်ဆက်လေးမှာထားတာဆိုတော့လေอืมကောင်းလိုက်တာချက်ပေါင်းအသားလေးနည်းနည်းစားကြည့်ပါမယ် ချက်သားလဲနူးညာပဲအောင်ကြည့်ရလေဒီဆိုင်လေးရလေအဓိကလေကျမရေအတွက်ညီညွတ်တဲ့အစားအစာတွေရောင်းနေတော့အောင်တော့မြင်တယ်ပေါ့နော်ဒါတော့ဟင်းရေပေးရသွားဟင်းရေလေအရွက်ကလေးတွေနဲ့ဒါချက်ယိုးနေပေါ့နော်ချက်ဆွတ်ပြုတ်အပုံမှန်ဟောက်ဆဲရေပါရေစားမယ်ဆိုလဲဒီလိုဟင်းရေလေးလုတ်ပေးရပေါ့နော်အရွက်စိမ့်စိမ့်နဲ့အောင်တော့အရွက်စိမ့်ကြိုက်တဲ့သူဆိုတော့ကွက်တီပဲဒီကအဲ့လိုအဲ့လိုစိမ့်စိမ့်ဆိုဆိုပူပူနွေးနွေးလေးစားချင်တယ်ဆိုရင်တော့ကွက်တီဖြစ်မှာပါဒါတော့ဝက်ကချင်ချက်ပါရှင်ဝက်ကချင်ချက်ကလေ ကျမရင်းနဲ့ညီညွတ်တယ်ပေါ့နော်ဖက်နဲ့လည်းမှုမှုလေးအိမ်မှာလည်းကွက်ကိုချက်စားပေးမယ်မတူဒါအစချင်အစစ်တွေချက်တဲ့အရသာဆိုတော့ကွဲမှာပေါ့နော်အဝက်ကချင်ချက်နဲ့ထမင်းလေးနဲ့မြည်ကြည့်လိုက်ပါအောင်မရှင်ကောင်းတယ်ရောအောင်ချက်တာနဲ့မတူရမ်းကောင်းတယ်ချင်းချင်းဆက်ဆက်လေးဖြစ်တယ်အေးအေးပြေးွားပါပဲလုံးဝအမအရင်ကောင်းတာရော ဘောပြင်ချက်အရသာလေးအမေဝချက်တော့ရှိမှာနော်မြေဝချက်လေးတော့ရှိတာပဲတော်တော်လေးမပြောပြအောင်ဆရာစားချင်တာဒါဆိုလာဝယ်စားမရတော့မှာနော်ဒါဆိုရင်တော့အင်းအရင်ကောင်းတယ်ဟုတ်ကြပါနဲ့အသားလည်းအရင်နူးတယ်ဒါဆားလိုက်တာနဲ့လေအရင်ဝါးကြမလို့နော်ရင်းစားလို့ကောင်းတယ်ကမလင်ဘက်ရဲ့အစွမ်းလည်းပါလေညီမလေးဟုတ်တယ်နော်သူကအဲ့အကြောင်မလင်ဖက်လေးထည့်လိုက်တဲ့အချိန်မှာမတူနော်အရင်ကောင်းစားလိုက်ပါဦးမရှင် 拜拜。谢谢到。အများသားကြီးကတော့အရင်ကောင်းတယ်မှာ share ပဲဟုတ်ကဲ့အဲ့တော့အမ်အမတော့လေကျမရင်းနဲ့ညွတ်တဲ့အစားစာရေလို့မြင်တာပေါ့နော်ဟုတ်ကဲ့အဲ့တော့အမတို့စာရင်စာဖွင့်လုံးဝရောလေခက်ခက်ခဲတော့ရှိမှာပဲနော်ရှိပါတယ်အခက်ခဲတော့စာဖွင့်နေချိန်မှာတော့အရင်အခက်ခဲရှိတာပေါ့နော်ဟို ဟိုအစဆိုတော့ဒီရန်ကုန်မြို့မှာဒီလိုမျိုးပေါ့နော်ဆိုင်လမ်းမေးဆိုင်ဖွင့်ရတာလဲကျွန်တော်တို့အနေနဲ့တော့ခက်ခဲတာပေါ့ဘာပြောမလဲဆိုတော့အဲလမ်းမေးမှာလဲရောင်းမှုရောင်းစားလဲမရှိဘူးဟုတ်အဲဒီလိုမျိုးပေါ့တွန်းလဲလဲမတွန်းဘူးတဲ့ခါကျတော့ခက်ခဲအရန်ရှိတာပေါ့နော်အဲ့ချိန်တုန်းကတော့မိုးရင်းဆိုတော့အရန်ခက်ခဲတာပေါ့နော်အဲတူတူမတွေနဲ့အတော်တွေနဲ့ဟို ဲ့လိုမျိုးပဲဝိုင်းပြီးတွန်းကြတာပေါ့အဲ့လိုမျိုးစားသုံးသူတွေလည်းလေမိုးရတဲ့လည်းလမ်းပေးမှာရောင်းပေးမယ်ဒီသူတို့ကလည်းလမ်းပေးမှာလည်းလေထိုင်ကုန်မရှိရင်လည်းမတက်ရက်ပြီးစားပေးတယ်စားသုံးသူတွေကလေကျွန်တော်အဲ့ဒါအဲ့ဒီဟာကိုလေကျွန်တော်အဲ့ဘွားကိုလေဘယ်တော့မှမမေ့ဘူးအဲ့ဒီအဲ့ဒီကျေးဇူးရှင်ကိုလည်းလေအများကြီးအများနဲ့ကျေးဇူးတင်တယ်ပေါ့နော်ဟုတ်ဟုတ်အဲ့လိုနဲ့တတိယဝါရောမှာပရိသတ်တွေကိုလည်းလေဒီအစားတောက်ပြီးနေပတ်သက်ပြီးတော့မှအဲစကားလေးပြောပြီးတော့ဖိတ်ခေါ်ပေးပါအောင်အဲဒီရွှေစုံရဲ့ရွှေစုံရဲ့ကျေးဇူးရှင်တွေကိုလည်းအများကြီးပဲကျေးဇူးတင်ပါတယ်လို့လာရောက်ပြီးတော့မ မှအာဒီရွှေစုံကိုအပ်ပေးတဲ့ရောက်စီတိုင်းကိုလည်းကျေးဇူးတင်တယ်လာရောက်ပြီးအပ်ပေးကြပါအောင်လို့ချစ်မိတ်ဆွေတွေဖိတ်ခေါ်ပါတယ်လို့နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ညီမရန်လဲစားကောင်းပါတယ်ဟုတ်ကဲ့ပါကျေးဇူးပါညီမလေးပါဟုတ်ကဲ့ဟုတ်